အေဝရတောင်ကိုတက်ဖို့ဆိုရင်လူတယောက်စာအတွက်စုစုပေါင်းဘယ်လောက်ကုန်ကြမယ်လို့ထင်ပါတယ်ပထမဆုံးအနေနဲ့မဖြစ်မနေလိုအပ်တဲ့ခွင့်ပြုချက်တွေလုပ်ငန်းစဉ်တွေအမခန့်နဲ့စွန်စားမှုစီမံခန့်ခွဲမှုကြီးတွေအလုံးပေါင်းရင်ဒေါ်လာ16000ကျော်လောက်ကုန်ကြမှာဖြစ်ပါတယ်နောက်တစ်ခုကတီးတန့်တောင်တက်ပစ္စည်းတွေဝယ်ရပါမယ်ဥပမာစောင်းတွင်းအိတ်ဆက်ဖို့အိတ်တောင်တက်ဖက်နဲ့ကျိုးအောက်ဆီဂျင်ဘူးတွေနဲ့အကူကိရိယာတွေအလုံးဝယ်ယူဖို့အတွက်ဆိုရင်ဒေါ်လာ1000လောက်ကုန်ကြမှာဖြစ်ပါတယ် အေဝရက်အခြေစိုက်စခန်းကို10ရက်ကနေ12ရက်ကြာခီးနေရတာကဒေါ်လာ3800အပိုထက်ကုန်မှဖြစ်ပါတယ်ဒီထဲမှာခီးတလျှောက်လိုအပ်တဲ့ပစ္စည်းတွေနဲ့ဒေတာခံတဲဆောင်သူတွေရဲ့အခကြေးတွေပါဝင်ပါတယ် အခြေဆိုင်စခန်းကိုရောက်ရှိပြီးတဲ့အခါကျွမ်းကျင်တဲ့လမ်းပြတစ်ယောက်ကိုငှားရမ်းရအောင်မှဖြစ်ပါတယ်။ကျွမ်းကျင်တဲ့လမ်းပြတစ်ယောက်ငှားရမ်းကကဒေါ်လာ1000လောက်ကုန်ကြမှာဖြစ်ပါတယ်။နာမည်ကြီးဒါမှမဟုတ်အပြည်ပြည်ဆိုင်ရာအစ်စ်မီလမ်းပြတစ်ယောက်ဆိုရင်တော့ဒေါ်လာ1000ချီကုန်ကြနိုင်ပါတယ်။တကယ်တောင်တဲ့ချိန်မှာပိုက်ကျိုးတွေနဲ့လှေကားတွေသုံးဆွဲခါတွေမြင်ပါတဲ့တောင်တန်းရဲ့ရာသီဥတုခန့်မှန်းချက်ဝန်ဆောင်မှုတွေအောက်ဆီဂျင်ဘူးတည်ဆောင်ခါတွေလမ်းပြငှားရမ်းခါတွေအားလုံးကိုပေါင်းလိုက်ရင်အနည်းဆုံးဒေါ်လာ1000ကျော်ကုန်ကြမှာဖြစ်ပါတယ်။အထူးပစ္စည်းကောင်းကောင်းတွေနဲ့တွားမယ်ဆိုရင် တော့ဒေါ်လာတသိန်းခွဲကျော်လောက်တောင်ကျတဲ့နိုင်ပါရဲ့မိတ်ဆွေတို့အနေနဲ့ဆိုရင်ရောအခုလိုဒေါ်လာတသောင်းလောက်အကုန်ကျခံပြီးအေဝရက်တောင်ကိုတက်ရောက်ဖြစ်မယ်လို့ထင်ပါသလားဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Creative Studio လေးကို Like and Follow လုပ်ခဲ့ပေးကြပါအောင်နော်